မန္တလေးမြို့မှာရောင်းသူမအေးဆိုင်တွေဖွင့်ပြီးလူတွေရဲ့ဇာရိတ်တာတွေကိုပြပြင်ပေးဖို့ကြိုးစားတဲ့လှုပ်ရှားမှုစတင်နေပါတယ်။ဒေါက်ခင်မင်းစောကတင်ပြပို့ထားပါရရှင်။မန္တလေးမြို့မှာမေလ၂ရက်နေ့ကစတင်ပြီး35လမ်းလမ်း80နဲ့82လမ်းကြားမှာရောင်းသူမအေးဆိုင်ကိုစတင်ရောင်းချခဲ့တာပါ။နော်။ဒီကတော့ပစ္စည်းရောင်းနေတာမဟုတ်လူတွေရဲ့အဲဒါပေါ့ကိုတင်တရားကိုကောင်းတဲ့ဘက်ကိုရောက်သိချင်တာမနော်။အဲ့တော့ကျွန်တော်ကနေမိနာနေနေမှာစပြီးတော့ဗနန်းဒီပိုင်းထုတ်ထုတ်ပြီးတော့အဲဗနန်းဒီပိုင်းစင်း ဒီတန်ဦးရေးရေးချက်စာရောင်းတာပေါ့နော်ပထမရက်မှာငွေတချို့ပျောက်ဆုံးခဲ့တာရှိပေမဲ့နောက်ရက်တွေမှာတော့ငွေပျောက်ဆုံးတာမရှိတော့ဘူးလို့ပြောပါတယ်နောက်ရက်ကမနေ့ကရောင်းတာအလုံး9000တရာဝန်ရောင်းရတယ်ဒါပေမဲ့9000 400ရတယ်သုံးရတော့ပူသွားတယ်တင်းစားတွေကောင်းပါလေအခုအေးအေးဆိုင်ဟာလူမှုကွန်ရက်ကနေစတင်ပြန့်နှံ့လာပြီးမန္တလေးမှာ9ဆိုင်ထိရှိနေပါပြီအခုကျွန်တော်တို့ကိုကျွန်တော်တို့နဲ့တနစ်ပါတဲ့ကလေးတွေပေါ်ဆက်ဆက်နေတော့ဒီကြီးတွေပေါ်ဆက်ဆက်နေတဲ့ပုံတွေရောဇာတိကြီးရော ားပေးလိုက်တော့ကလေးရဲ့ဇာတ်ကလူရဲ့ဇာတ်ကတော့ကောင်းမွန်လာမှာပိုပြီးကောင်းမွန်လာနိုင်ရပါတော့မန်းလေးမှာပဲနောက်ထပ်နှစ်ဆိုင်တွဲချက်ရောင်းချအောင်မှာဖြစ်တယ်လို့ရန်ကုန်မြို့ကဘိုးကြီးအင်ရနဲ့ပြီးကတာမုံရီဘက်မှာလည်းဆက်လက်ဖွင့်လှစ်အောင်မယ်လို့ပြောပါတယ်အဓိကတော့ဒီတော့ Facebook အာ social media ကြောင့်ပေါ့နော်သူကကျွန်တော် public ဖွင့်ပြီးကျွန်တော်တင်တဲ့ခါကျတော့အကုန်လုံးသူကကျေပြပြတိပါဒီလူတွေကစိတ်ဝင်စားတယ်။နောက် share ရတဲ့လူကလည်းများသွားတယ် ညသာချိုးရလေအဘိုးကျော်ကဟိုဝဲရောင်းဖွင့်ခြင်းနေရတယ်ညီလေးဘယ်နာဖွင့်မလဲဘယ်နာဖွင့်လဲဖွင့်ကိုရောကဘနိုင်းနေရေကဘုံပြီးပြီဒါကပြီးမယ်ကျန်တာကတော့ဒါညီလေးကိုဟိုလိုဝယ်ပြီးတော့ကိုစင်ပြေအောင်ရောင်းမင်းလေးမှရောင်းချတဲ့အမြတ်ငွေတွေကိုတော့မူလစတင်ရောင်းချသူကိုဝန်းရဲ့ပရိုက်တာလုပ်ငန်းတစ်ခုဖြစ်တဲ့မန်လေးစေယုံကြီးမှာတက်ရောက်ဈေးကုသနေသူတွေကငွေကြေးချွတ်တဲ့လူနာတွေကိုလှူတယ်မယ်လို့ပြောပါတယ်ကျမခင်မင်းဆိုပါရှင်